ဝယ်ဒေတာထွက်မြေတပိတ်အိုးနဲ့စီမီခွက်ရောင်အာရော့သွားတယ်လို့ဒိုဝယ်မြို့အိုးလုပ်ပြင်ရက်ကမြေထယ်လုပ်ငန်းလုပ်ကင်နေသူတွေစီကသိရပါတယ်။မြေထယ်တပိတ်တွေကိုဒိုဝယ်ဒေတာမှာတရင်ကျုပ်ကာလတပိတ်မျိုးပွဲကျင်းပရင်အသုံးပြုပြီးမြေနဲ့ကော့တောင်းမျိုးတွေမှာတော့လှေလုပ်ငန်းနဲ့အသက်မွေးသူတွေလှေထွက်ခြင်းတပိတ်မျိုးပြီးစွန့်ထင်တဲ့နေရာမှာအသုံးပြုကြတာပါ။အခုနှစ်မှာတပိတ်မျိုးဘက်ကိုညာလုံးပေါက်စီကားစွာကျင်းပမယ်လို့ပွဲတော်စီစဉ်သူတွေဖက်ကကြေညာထားပေမဲ့လည်းတပိတ်ရောင်းအားကတော့အရင်နှစ်ကထက်နည်းနေတယ်လို့အိုးလိုရက်ကွက်ကမြေထယ်လုပ်ငန်းရှင်တအူကဆိုပါရယ် တပင်မျိုးဝဲကိုစီကားစွာကျင်းပါလေရှိတဲ့ဒဝဲမြကျောင်းတလျှောက်မှာရှိတဲ့ကြေးရွာတချို့စစ်ပေးကြောင့်ထွက်ပြေးနေရတာကြောင့်တပင်ရောင်အားတစ်နှစ်ထက်တစ်နှစ်ညွန့်နေလာရတာလို့ပြောပါရယ်။ဒါအပြင်မျိုးပေါ်ရက်ွက်တချို့မှာလည်းလုံခြုံရေးအခြေအနေတွေကြောင့်တပင်မျိုးပွဲတွေရန်နာလာရလို့ရောင်အားကျသွားတာလို့လည်းမြေထဲလုပ်ငန်းရှင်တွေကပြောပါရယ်။စီမီခွက်ကလည်းယမန်နှစ်တည်င်းကျုပ်ကာလမတိုင်ခင်ခွက်ရည်တောင်းတဲ့ချိန်ရောက်ခဲ့ရပေမဲ့အခုနှစ်မှာတော့ပွဲတော်ကာလရောက်ဖို့ဆယ်ရဝန်းကျင်လောက်ပဲလိုတော့ပေမဲ့ရောင်းရတဲ့ပမာဏကတောင်းခနဲ့မပြည့်သေးဘူးလို့စီမီခွက်ရောင်းသူတွေစီကသိရပါဗျ။ တပိတ်အိုးနဲ့စီမီခွက်လောက်ရမှာတုံးတဲ့မြကြီးနဲ့အလှဆေးချေရမှာတုံးတဲ့တုပ်ဆေးတွေကဝေရခတ်တယ်လို့ဈေးတက်လာတဲ့အတွက်တပိတ်နဲ့စီမီခွက်ဈေးကအရင်နှစ်ကထက်ကျပ်ရာခဏန်းလောက်ဈေးတက်သွားတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဝယ်လို့အားနေတဲ့အတွက်ထုတ်လုပ်တဲ့ပမာဏကိုလျှော့ချထားသလိုမြေထည်ပြုလုပ်သူတွေလည်းညွန့်နေလာတယ်လို့အိုးလုံးပြင်ကွက်နေသူတွေစီကသိရပါတယ်။တော်ဝင်မျိုးအိုးလို့ရွက်ကွက်မှာရှိတဲ့မြေထဲလုပ်ငန်းတွေကနေဖျားပန်အိုးအတာအိုးမိဖို့မိုးလင်မယားအိုးတပိတ်အိုးရေအိုးစတဲ့မြေထဲအမျိုးမျိုးကို ထုတ်လုပ်ရောင်းချကြပါဗျ။ ဒါပေမဲ့အခုနောက်ပိုင်းမှာတော့တက်ကျွမ်းသူနဲလာတာနဲ့အမွေဆက်ခံသူနဲလာတာတွေကြောင့်ထုတ်လုပ်နိုင်တဲ့မြေထည်ပစ္စည်းအမျိုးအစားရော့နေလာတယ်လို့မြေထည်လုပ်ငန်းလုပ်ကင်နေသူတွေစီကသိရပါဗျာ။